မိတ္တလာမြို့မှာကိုလာကျော်ကြာထုတ်ပြန်ထားတဲ့ညမထွက်ရအမိန့်ကိုဒီဇင်ဘာလ31ရက်နေ့ကပြန်လည်ရုပ်သိမ်းလိုက်ပါပြီဒီသတင်းကိုတော့ဒေါခင်ယူပါတင်ဆက်ထားပါတယ်ရှင်ပြိပခါတွေဖြစ်ပွားခဲ့တဲ့အတွက်လွတ်တော်သဘောတူညီချက်ကိုရယူပြီး2013ခုနှစ်မတ်လကုန်ပိုင်းကညမထွက်ရအမိန့်ကိုထုတ်ပြန်ခဲ့တဲ့မိတ္တလာမြို့မှာလုံခြုံရေးအခြေအနေတိုးတက်ကောင်းမွန်လာတဲ့အတွက်တိုင်းဝင်ကြီးချုပ်နဲ့တမရရဲ့ခွင့်ပြုချက်တွေနဲ့ပြန်လည်ရုပ်သိမ်းခဲ့တာလို့မိထီလာမြို့ပြည်သူ့လွတ်တော်အမတ်ဦးဝင်းထိန်ကပြောပါရယ် ဒါပြင်မိထီလာမျိုးရဲ့လက်ရှိအခြေအနေဟာတည်ငြိမ်အေးချမ်းမှုရှိနေပြီလို့လည်းနယ်မြေခံရဲစခန်းတွေရဲ့တာဝန်မှုတွေကပြောပါရယ်။မနေ့ကညနေ6:00နာရီစပြီးတော့မာချလောရုပ်သိမ်းတာပဲလေ။အဲ3လပိုင်း20ရက်နေ့ဆိုတော့25ရက်နေ့လောက်ကနေစပြီးတော့အမနေ့ကညနေ6:00နာရီကြီးပဲ။ဘာမှတော့မရှိပါဘူးအေးချမ်းပါပဲ။အဆင်ပြေတော့ပါတယ်ဆိုရင်သူကလည်းမြို့ကန်ចောင်းသားတွေအတွက်လည်းသွားလာရေးတွေအဆင်ပြေလာမှာမို့ဒီညမထရအမိတ်ပြန်လဲရုပ်သိမ်းတာကို မိတိလာကျောင်းသားများတမကအဖွဲ့ချုပ်ကလည်းကြိုဆိုလိုက်ပါတယ်။ဒါအပြင်ညမထွက်ရအမိန့်ရုတ်သိမ်းလိုက်ပြီးဖြစ်တဲ့အတွက်မိတိလာမြို့မှာကုံစီစီစဉ်မှုပုံမြန်သွားပြီးစီးပွားရေးတွေလည်းပုံမှုကောင်းမွန်လာဖို့ကိုမျှော်လင့်နေကြပါတယ်။ ဒီကဘယ်လိုစတဲ့လဘတူလဲဆိုတာပြစ်ကုန်ပြီအဲ့ဒါကမိကမျိုးမလဲရိုးရိုးစီကောင်းလာပြီအဲ့ဒါလည်းဒီမှာရောရောပါဗျာနှစ်ခေါင်းကိုနှစ်တိတိအချိန်မှာတဝင်းကြီးရဲ့ဘောတူရဲ့ဆိုမှာအထက်ကိုတင်ပြပြီးတော့တန်တဲ့ဘောတူရင်းနဲ့ညမတွေကမိကိုရုပ်သေးရတာလေအဲ့ဒါခုညမတွေကပြည်တဲ့ရောင်မှုကုန်စည်စင်းကပုံမြန်သွားမယ်နောက်ဒီဝဲပိုကောင်းလာမယ်ပေါ့ဘာလို့ဒီညမတွေကမိရမိရမျိုးမှရှိတဲ့လုံမတွေများများကနှိမ့်သွားတာဒီဝဲချတယ်အဒီညမတွေကမိရရုပ်တော့မှလာတယ် ကုန်တယ်မလို့ငါဒီလိုပဲယူမှာနေပုံမှန်ပြန်ဖြစ်မှာတိုးတိုးလာတော့အံကတွဲသဘောကျတယ်မြို့လူတွေလည်းသဘောကျတယ်မိထီလာမြို့ဈေးတဲကရွှေဆိုင်ဒီဇိုင်းရဲ့အယောင်းဝယ်မကြည်မနဲ့ဖြစ်မှုကနေစတဲ့ဒီပရိပခါဟာညမထွက်ရအမိန့်ပုံမှ144ထုတ်ပြန်ခဲ့တဲ့အပြင်သမရကအရေးပေါ်အခြေအနေအဖြစ်လက်မှတ်ရေးထိုးကြေညာခဲ့ရပါတယ်ဒီလိုပရိပခါတိုက်ခိုက်မှုတွေကြောင့်12ဦးသေဆုံးခဲ့ပြီး39ဦးဒဏ်ရာရှိခဲ့တယ်လို့အစိုးရသတင်းဌာနကထုတ်ပြန်ခဲ့ပါတယ်ကျမခင်ပါပါရှင်